အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Phoenix Arizona USA မှာရှိတဲ့ကို Thomas Mahelino မိသားစုနဲ့ကိုနေဝဲမိသားစုမှမန္တလေးမြို့ရှိ St. Lucia Sister ကျောင်းငလျင်တန်ခံရမှုကြောင့်ပျက်စီးသွားသောအရာများပြန်လည်ပြုပြင်ရန်အတွက်ငွေသိန်း30ကျပ်လူဒန်းပေးခြင်းဖြစ်ပါတယ်အခုလိုလူလူဒန်းညာသောအလူရှင် ရောက်တိုင်းစီ RVA မှာတဆင့်လူဒန်းညာသောအလူရှင်ရောက်တိုင်းစီပေါ်မှာ ဘုရားသခင်ကောင်းချီးပေးပါစေသင်တို့ရဲ့လုပ်ငန်းဆောင်တာအရာရာအားလုံးသည်ဘုရားသခင်၏ကာကွယ်ဆောင်ရှောက်မှုဖြင့်အောင်မြင်သော စီလုံးသော ခရိယံပိသားသောမိသားစုများဖြစ်ကြပါစေ။ဒီကနေ့အမန္တလေးအဗီယန်နီမာလာပြောမှာဆစဲရိုချောင်းငလျင်တန်းချောင်းထိခိုက်တဲ့နေရာမှာလာပြီးကုညီပံဖို့ပေးရဲ့ ဥဆောင်ပံ့ပိုးပေးတယ်ဘုံတော်ကြီးနဲ့အတူပါဝင်လှူဒန်းကြတဲ့သူရောစီတိုင်းကိုယေရှုတင်ပါတယ်ပထမအုပ်ဆုံးယေရှုတင်လို့တာကဖះရှင်ကိုယေရှုတင်လို့ပါတယ်ဖះရှင်ရဲ့လမ်းပြဥဆောင်မှုနဲ့အတူအီနီယာကိုရောက်ရှိပြီးတော့မှလာရောက်လှူဒန်းပေးတဲ့ Phoenix Arizona မှာရှိတဲ့ကိုသမတ်စ်မဟယ်လီမီတာစု Singapore မှာနေထိုင်တဲ့ကိုနွေဝင်းရဲ့မိသားစုတို့ကိုဖះရှင်ရဲ့ကောင်းကြီးမင်္ဂလာနဲ့အတူ ဘွာဆက်တိုင်းမှာဖျားရှင်ရဲ့အလိုတော်တိုင်းဘွာကိုဆက်လက်ရှင်သန်သွားနိုင်မှုနဲ့အတူခုလိုလှူဒန်းပေးတဲ့အလှူရှင်ရောက်စီရောက်စီတိုင်းမှာလည်းဖျားရှင်ရဲ့အကောင်းကြီးမင်္ဂလာများအစဉ်သက်ရောက်ပြီးတော့မှဒီထက်မကဖျားရဲ့အလိုတော်တိုင်းဘွားကိုဆက်လက်ရှင်သန်လျှောက်သွားနိုင်ဖို့ဆစ်ဆဲတို့အနေနဲ့ဆူတောင်းပေးရင်းနဲ့ဒီအလှငွေကိုလူတန်းပေးရဲ့ကုညီပံပိုးပေးကြတဲ့သူရောစီတိုင်းကိုလည်းကျေးဇူးတင်ရှိပါတယ်။ လှူဆောင်မှုအားလုံးပေါ်၌လည်းဖျားဖြင့်ရဲ့ကူညီဆောင်ပါခြင်းအဖြစ်မိမိတို့လှူဆောင်နေတဲ့လုပ်ငန်းဆောင်တာတွေလည်းတနည်းတခြားပုံမှုတိုးတက်အောင်မြင်ကြပါစေမိသားစုအတွင်းမှာလည်းစီးပွားရေးလူမှုရေးချမ်းသာရေးသားသမီးများရဲ့အလုပ်အကိုင်းပညာရေးတို့မှာလည်းဖျားသခင်ရဲ့လက်ညှိုးဥဆောင်မှုတန်ရှင်သောဝိညာဉ်တော်ဖျားရဲ့ကူညီဆောင်မခြင်းအဖြစ် လောက်ကင်လေးသမ ्या အရာအားလုံးမှာဖျားရှင်ရဲ့ရွှေမျက်နှာတော့အရှိမမျက်နှာရပြီးတဲ့အခါမှာအောင်မြင်မှုများအတိအသီးရရှိကြပါစေဒီထက်မကလည်းဖျားသခင်ရဲ့အလိုတော်အတိုင်းပုံမိုးပြီးတော့မှမိမိနဲ့နှိဆက်တဲ့သူကိုရရှင်ရဲ့သားသမီးတွေပေါ်မှာပုံမိုးလှူဒါန်းနိုင်သောအကျိုးကျေးဇူးများရရှိကြပါစေဆစ်ဆယ်တို့အနေနဲ့ဒီငလင်တန်ဘဝမှာပထမအဦးဆုံးကြုံတွေ့ရတဲ့ငလင်တန်ဖြစ်တယ်တကယ်ကိုပဲထိတ်လန့်တုန်လှုပ်ရှားဖြစ်တယ် ဒီထုံးထိုင်လန်တုံလို့ဆရာချာမှာဘုရားရှင်ရဲ့ရွှေမျက်နာတော်ကိုရှာဖွေတွေ့ရှိရတယ်။ဘုရားရှင်ရဲ့အလိုတော်အတိုင်းဘုရားရှင်ရဲ့သားသမီးတွေကိုအချင်းချင်းကူညီပံ့ပိုးပေးနိုင်တဲ့မြဝေခံစားနိုင်အောင်ဘုရားရှင်ရဲ့စီမံချက်ကိုလည်းတကယ်ကိုပဲအံ့ဩမိရဲ့။ဒါကြောင့်မလို့အခုလိုဒုက္ခခက်ခဲရောက်တဲ့ချိန်တိုင်းမှာရောက်ကြုံတွေ့ရတဲ့ဒီအချိန်ကိုဘုရားသခင်ရဲ့ ကူညီဆောင်မမှုတွေကိုထိတွေ့ခံစားရတဲ့အတွက်ကြောင့်မလို့ဘလို့ပဲအခက်ခဲဖြစ်နေပါစေအခက်ခဲတွေကြောင့်မှဖျားရှင်ရဲ့ရှင်မျက်နာတော်ကိုရှာဖွေတွေ့ရှိရတဲ့အတူဖျားရှင်ရဲ့အလိုတော်တိုင်းမိမိနဲ့နှိစက်တဲ့သူတွေအခက်ခဲဒုက္ခတွေရောက်နေတဲ့သူတွေကိုမိမိတို့မှာရှိတဲ့ချွေးနဲ့စာနဲ့ကူညီပံ့ပိုးနေတဲ့သူတွေအရောစီတိုင်းအရောစီတိုင်းကိုဒီနေရာကနေမှစစ်စဲကနေမှ အားလုံးရဲ့ကိုစားကျေးဇူးအထူးတင်ရှိပါတယ်လို့ ားလုံးကိုပြောချလိုပါတယ်ဂျေဆုတင်ပါတယ်